ဖျားသခင်ဤကောင်းချီးမင်္ဂလာအဖျက်ဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏29ရက်ဇေလ2025ဗုဒ္ဓဟူးနေ့နေ့စဉ်တဝင်စာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြု ကိုးကွယ်ကြပါစို့တင်ဤအတ္တတာတိအတ္တရေထွက်ရာ စံရည်တွင် ဖြစ်သည်ငါကိုယုံကြည်တော်သူသည်ကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရာစံရည်တွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ရှင်ယောဟန်အခန်းကြီး9အငယ်38ခရိယန်တယောက် အနေဖြင့်ဖျားသခင်၏ဒီဇိုင်းနှင့်အညီတင်၏အတ္တသည်အသက်စံရည်တွင်တစ်ခု ဖြစ်ပါသည်ဝန်းနေစရာမှာ အချို့သောသူများအတွက်သူတို့၏အတ္တတာများသည်ရေကန်များဖြစ်နေပါသည်အကြောင်းမှာသူတို့သည်အရာဝတ္ထုများအတွက်ဖျားသခင်ထံတောင်းလျှောက်ရန် အတွက်သာစုဝေးကြပါသည်သူတို့အစဉ်လှုပ်ဆောင်သောအရာခတ်သိမ်းမှာတောင်းလျှောက်ရန်နှင့်သူတို့၏ပြဿနာများအကြောင်းပြောဆိုရန်ဖြစ်သည်သို့တော့ထိုအရာသည် သူတို့လုံတင်သည့်ဤလမ်းမဟုတ်ပေကျွန်ုပ်တို့ဆုတောင်းရန်ကိုးကွယ်ရန်နှင့်ကျန်းစာလည်လာရန်အတူတကွဆုဝေးကြတော့အခါကျွန်ုပ်တို့သည်၄ရောက်၅ရောက်၆ရောက်သို့မဟုတ်ထိုထက်မကပိုနေပါစေ၎င်းတို့သည်ကိစ္စမရှိပါကျွန်ုပ်တို့သည်နှုတ်ကပတ်တော်ကိုကြွေးကြော်ကြင်ညာဖို့ရန်လူသည် ထို့သို့ပြုလုပ်ခြင်းသည်သက်ဆန်းရေစီးထွက်ခြင်းတစ်ခုဖြစ်သည်သခင်ယေရှုကငါကိုယုံကြည်တော်သူသည်ကျမ်းစာလာသည့်အတိုင်းအသက်ရေထွက်ရာဆန်းရေတွင် ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ရှင်ယောဟန်အခန်းကြီးခွန်အငယ်38အသက်ရေထွက်ရာဆန်းရေတွင်များဆိုသည်မှာတဲ့အထဲမှာ ထွက်ပေါ်လာတော့ကောင်းကြီးမင်္ဂလာစကားများနှင့်တကိုးပါတော့ပရောဖက်ပြုချက်စကားများဖြစ်သည်ပရောဖက်ပြုချက်များသည်တင်ဤအနာဂတ်အတွက် အရေးကြီးသောတော့ချက်ကိုဂံတွေ့ထားပါသည်ရေစကြည်လအခန်းကြီး30ခွန်အငယ်၄မှ၅တွင်ရေစကြည်လအားဖျားသခင်မိန်တော်မူသောအရာကိုပြန်လဲအမှတ်ရပါသာရဖျားကလည်းဤအယိုးတို့အပေါ်မှာ ပရောဖက်ပြု၍ဟောပြောရမည်မှာအိုးတွေ့ချောက်သောအယိုးတို့ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့ကြည့်ရှုလော့ငါသည်တင်တို့အထဲသို့အသက်ကိုတွင်း၍တင်တို့သည်အသက်ရှင်ရကြမည်တင်ဤနှုတ်ခမ်းပေါ်ရှိဘုရားသခင်၏နှုတ်ကပတ်တော်နှင့်တင်ဘဝကိုတာဝန်ယူပါအကြသောသူတစုံတစ်ယောက်ကတင့်အတွက်လှုပ်ဆောင်ပေးသည်ကိုစောင့်ဆိုင်းမနေပါနှင့် သင့်အထဲမှနေ၍အသက်ရေစီးထွက်စေပါသင်ဤအနာဂတ်အကြောင်းကိုပရောဖက်ပြုပါသင်ဤသာသနာလုပ်ငန်းသင်ဤအလုပ်အကိုင်းသင်ဤစီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းတို့ကိုပရောဖက်ပြုပါသင်ဤကျမ်းမာရေးအကြောင်းကိုပရောဖက်ပြုပါသင်ဤကိုခန္ဓာအားပရောဖက်ပြုပါသင်ဤအရိုးတို့ကိုပရောဖက်ပြုပါသင်ဤအသားအရေးနှင့် တင်ဤအသွေးတို့ကိုပရောဖက်ပြုပါတင်ထ၌ဖြစ်ပျက်လာဖို့အစုံအပြတ်ပေးရန်လောကကြီးကိုစောင့်မျှော်မနေပါနှင့်ပရောဖက်ပြုပါ တခါတည်းရန်တင်လိုအပ်သောအရာသည် နမိတ်လက္ခဏာတစ်ခုဖြစ်ပြီးတင်က ထိုအရာကိုပရောဖက်မပြုမချင်းထိုအရာသည်ဘယ်သောအခါမှဖြစ်လာလိမ့်မည်မဟုတ်ပေ ထို့ကြောင့်ဖျားသခင်တင့်အားပေးထားသည့်အရာဖြစ်သော ကိုတော်ဤနှုတ်ကပတ်တော်ဝိညာဉ်တော်နှင့်သင်ဤနှုတ်ပါဇက်တို့ကိုအသုံးပြုပါပရောဖက်ပြုပါသင်ဤအတွင်ဆုံးနေရာမှသက်ဆန်းရေအသက်စကားတကူအနာငိမ့်ခြင်းနှင့်ကောင်းကြီးမင်္ဂလာကိုအဆက်မပြတ်စီထွက်စီပါဟာလေလုယာထာ၍လေလာရန်ကြံပိုက်တုတ်တန်အခန်းကြီး၁၈အငယ်လေး ရှင်ယောဟန်အခန်းကြီး9အငယ်38ယောလအခန်းကြီး2အငယ်28ဆုတောင်းခြင်းကို အတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်အားသက်ဆန်းရည်တွင် ဖြစ်စေသည့်အတွက်ကိုရော့ကိုယေရှုတင်ပါသည်ကျွန်ုပ်ဤဝမ်းပိုက်ထဲကသက်ဆန်းရည်အသက်စကား တကူအနာငင်းချင်းနှင့်ကောင်းချီးမင်္ဂလာစကားများစီစဉ်နေပါသည်ကျွန်ုပ်သည်ကျမ်းမာခြင်းအစွမ်းခေါအားတိုးတက်ကြီးထွားခြင်းနှင့်ကြွယ်ဝချမ်းသာခြင်းတို့၌ရှောက်လန်းနေပါသည်သခင်ယေရှု၏နာမတော်မြတ်၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်တိတုအခန်းကြီး1မှ နေ့ယေရမိခန်းကြီး29မှ39ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး8အငယ်22မှ32 400အခန်းကြီး27မှ22ကိုဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့